ဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဆရာအနေနဲ့ပြောနေတဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေပေါ့ကျတော့ဘာလို့လို့နဲ့အချိန်ဒီတလာပြီးတလာပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့17လပိုင်းကိုရောက်ရှိလာပြီဒီ2025 17လပိုင်းတော့မပြောခင် စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီနှစ်လ25ဆယ်လို့ဟိုဇန်နဝါရီလဆပြီးတော့အခုဆယ်လပိုင်းထိကိုပြီးခဲ့တဲ့ဆယ်လပိုင်းတွေ့ထိကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့အထဲများပါခဲ့သလားညံ့တဲ့အထဲများပါခဲ့သလားသို့မဟုတ်ကောင်းတဲ့အထဲပဲပါခဲ့သလားဆိုတာအသိအသိပဲလားဆိုတာဆရာကိုမှတ်မိကြပါဦးဆရာ comment တွေဖတ်ပါဦးမယ်အဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17လပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာအဲဆရာတို့တစားမုန်းလာပြီးနေမှာတော့ရွှေရောအိစာတရားမင်းကြီးစီခိုင်းတော်ဝင် ဆေးပေါက်ွယ်လေရှိတယ်လို့မိတ်ဆွေတို့နဲ့မနက်ပိုင်းမှာတော့ပုံကြီးငါးပါးကိုဟလာဟိုစွန်းနဲ့ပါနဲ့ကတ်ပြီးတော့ခါကြတော့နေ့လေနှစ်နာရီအထိကိုအလုံငွေထဲဝင်ချင်းတီးခံပြီးတော့အားလုံးကိုအယုတ်လန့်မြန်မြွေကျွေးပါကြောင်းနဲ့လာရောက်ပြီးတော့ကြုံကြိုက်တဲ့အခါမှာတရာတရားထက်ဆန်စာနဲ့လာရောက်ပြီးတော့စားသုံးရပါဦးနဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အဲအနုမောဒရာဝမ်းမြောက်သာလူခေါ်ယုံနဲ့အလှချင်းဖြစ်ပါစေလို့လည်းဆရာကထပ်လောင်းမြတ်တာပို့ရင်းနဲ့ကဲစလိုက်ကြရအောင်ဒီ2025ခုနှစ် 12လ17လပိုင်းတွင်မှာမိတ်ဆွေစနေသားသမီးတွေရဲ့ကံအရှင်တွေကိုဥစွာဒါတော့ဆွဲကြည့်ပါမယ်။စနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိုးရိမ်စိတ်တွေလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုံရသေးဘူးအပြတ်သဘောဆောင်နေတဲ့အတွေးတွေဖြစ်နေတယ်။ဒါလေးတွေကိုဖြေဖြောက်ပြပါ။ တခုခုမလို့ရသေးဘူးအပြက်သဘောဆောင်နေတာမျိုးကိုကိုကိုငါဒါကြီးကိုဆုံးရှုံးသွားရင်ဘယ်လိုဖြစ်မှာလဲဆိုတာမျိုးဒါကြီးမှဖြစ်မလာရင်တော့ငါတော့ဘဝပြတ်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ငောဆိုတဲ့နဂရစ်ဆန်ကြီးများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နည်းနည်းဒီအရာလေးကိုဒါကြီးကိုဆုံးရှုံးသွားရင်တော့ဒါကြီးမရှိတော့ရင်တော့ဒီလိုညီမန်းချက်ကြီးပြတ်ပြဲသွားရင်တော့ဒါကြီးကုန်ဆုံးသွားရင်ရောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ပေါ်မှာ အဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့တူဒီအတွီးတွေကိုဖျောက်ပြီးတော့ရှေ့ဆက်အကောင်းဆုံးနဲ့တူတက်အောင်လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့တခါလေမှာလူစိတ်ဆိုတာစွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒာဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒာကလေးတွေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံများများတွေးခေါ်ဖို့ဆရာကကြားပြန်အကြံပြုလိုပါတယ်။ဒါပြင်2025ခုနှစ်စက္ကလပိုင်းတွင်မှာစနေသားသမီးမိတ်ဆွေတို့ရဲ့အလုပ်ကာ အလုတ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုတ်ပြိုင်ဒီပေါ်တက်တယ်လို့အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဖီအားလေးတွေများတက်တယ်သို့တော့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်မှနေရာတိုင်းနဲ့ပတ်သက်ပြီးယာရုနဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာရုတက်တာမျိုးတွေဂျုံကနိုင်တယ်လို့မစ္စတိုအနေနဲ့အပြောင်းလဲတွေအပြောင်းရွှေ့တွေတွေလည်းကြုံရနိုင်ပါတယ်ထို့အပြင်မစ္စတိုအနေနဲ့လက်ရှိယာဒုလုပ်ငန်းကိန်းကနေပတ်သက်ရင်ယာဒုတိုးဖြည်တာမျိုးယာဒုတိုးပြောဆိုတာမျိုးလေးတွေမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှေ့တို့ပြီးတော့ဆောင်ရွက်ရင်အာသာကောင်းမှုတို့တက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်းရှားလေးဖြစ်ပါတယ်တို့ရတဲ့အထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတော့ကဆဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတော့ကဆလေးဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်မိတ်ဆွေစနေသားသမီးတွေကဒီ2025 17လပိုင်းအတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာ အာယုံကြောနဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်ဝမ်းပိုက်စီးနဲ့ပတ်သက်တော့ရလေးတွေလေချောင်းနဲ့ပတ်သက်တော့ရလေးတွေငကူကအခြေခံဖြစ်တဲ့မိတ်ဆွေစနစ်သားသမီးများဖို့ဒါလေးတွေဖြစ်တတ်ပေမဲ့လို့စူးစူးဝွားဝါးကြီးတော့ဘာမှမရှိလာပါဘူးအတက်အားဖြင့်60နဲ့3နှစ်အထက်ဇနီးသားသမီးမိတ်ဆွေများကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲယေရှုမမားစီကိုအဲဆွနာလို့ပေါ့ဟိုရေနဲ့ပတ်သက်တဲ့အရာတွေကံကြွယ်ထိတွေ့တဲ့အခါမှာတော့တတိထားစင်ကြင်ရလိုအပ်ချောင်းနဲ့ထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါပဲစနေသားသမီးမိတ်ဆွေတွေဒီလာတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပြရစီဒီလာတာတော်တွေမှာစနေသားသမီးမိတ်ဆွေတို့ဖို့ကတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ပါဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးတင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံရရဲ့ထောက်ပံ့ကိုရရှိတတ်ပြီးတော့ တူတဲ့တယောက်တည်းလှုပ်ချင်းဟာကံရဲ့အာနိမ့်မှုကိုရရှိတတ်စေပြီးတော့အဖွဲအစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်။အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဟိတဆိုင်ရာလုပ်ငန်းတွေအဖွဲအစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာဒါအပြင်ညီကိုမတော်မတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်သောကာလဖြစ်ပြီးတော့ လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်ရှစ်သူသမီးကြီးစားရဲ့အကူအညီထောက်ပံ့မျိုးတွေရရှိတတ်တယ်လို့ငကအဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများညီအစ်ကိုမတော်မအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်မိတ်ဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးတယ်လို့မိတ်တစ်ဆွေတက်တွေလည်းမိတ်ဆွေတို့အတွက်ဒိဋ္ဌာအကူအညီရရှိစီမှာအသေးချာပဲဖြစ်တယ်ထို့အပြင်အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေးခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတစင်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးသိမ့်ရှင်း လုံခြုံချင်းထက်မိမိရဲ့အတွေးခေါ်အကြံစီတွေကိုရှပြခြင်းတွေဟာချစ်တိုးပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်တော့လားဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးဟာဝင်လာတဲ့တဲ့ကာလဖြစ်တယ်။ထို့အပြင်ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လည်တောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်။ဒီလက်ခါတော့ဒီမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလက္ခဏာတော်တွင်မှာမိတ်ဆွေတို့သောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလက္ခဏာတော်တွင်မှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင် အဲမိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းစားတောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊စက်တူလုပ်ငန်းတွေ၊အစုရှယ်ယာလုပ်ငန်းတွေပတ်သက်တာတွေ၊စံစီစီစားစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင်ကွန်းလို့ရှမ်းလို့ငွေကြီးနဲ့ပတ်သက်တာလို့နော်ဟိုဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တူဆောင်ရလှုပ်ဆောင်ပြီးတော့အကျိုးပေးသောကာလဖြစ်ပြီးမိတ်သည်ဆွေသည်တွေရဲ့အကူအညီကိုရရှိတတ်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိတတ်တော့လာဖြစ်ပါတယ်။ ်အထယ်လေးလုပ်ငန်း TT ဖနက် online social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေစာချုပ်ကိစ္စစာမန်းကိစ္စစာရွက်စာရွက်နဲ့ပတ်သက်သောကိစ္စလေးတွေအစုအဝေးအဖွဲ့အစည်းဆက်လူပေါင်းစုလုပ်ရတဲ့လုပ်ငန်းတွေအမြဟအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေတော်လာဖြစ်ပါတယ်စာချုပ်တစ်အဆက်အသွယ်အစ်တွေရရှိတက်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကိုကိုတိုင်းအပေါင်းအသင်းအဖွဲ့အစည်းနဲ့စုပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တိုးလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတက်သောကာလဖြစ်ပါတယ် ဓာတ်ဆီတို့ဒီဇယ်ဆီတို့လောင်စာဆီတို့ဒေါ်လာတို့အစရှိသောအရာလေးတွေလက်စပစ္စည်းတို့နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေခြေတို့ဆိုင်ရလှုပ်ဆောင်ပြီးတော့ OA Champion ငဘောကဆောက်လက်စတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများ OA Champion အသစ်ပြီးပြအောင်စောင့်နိုင်တဲ့အထောက်အပံ့တွေရရှိတာမျိုးဘာကြောင့်ခဏခဏကြံ့ကြာနေတာဆိုတဲ့မိတ်ဆွေများလည်းခြေတို့ဆိုင်ရလှုပ်ဆောင်ရင်အားသာတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ ဖူးစာဘတ်ဘော်ရာမျိုးတွေချစ်သူသမီးကြီးစာရရှိတတ်သောလာဖြစ်တဲ့အတွက်မေတ္တာရေးဆန်းဟာအရှိရေးမေတ္တာရေးနဲ့ပတ်သက်လာရင်မေတ္တာရေးဆန်းဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုလို့ရှိရင်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေကကံနဲ့အာသာထောက်ကူမှုကိုရရှိတတ်သောကာလဖြစ်ပါတယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမီးစားများအနေနဲ့ဆိုရင်လည်းတူနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့သတင်းကောင်းကြားရတာမျိုးတွေဂျုံအပ်တတ်သောကာလအပိုင်းရှားဖြစ်ပါတယ်။အိမ်တွင်းကိစ္စနဘောကနားလည်မှုလွဲနေသောကိစ္စလေးတွေမှာချိတ်တို့ဆောင်ရလှုပ်ဆောင်ရအားသာတိုးတက်ပြီးတော့ကောင်းမွန်နိုင်သောကာလဖြစ်ပြီးတဲ့အခါဒီလခါတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်လို့ပဋိပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ် ်လုပ်ငန်းတူအလုပ်သူတွေရဲ့အပြန်အဆိုင်တိုက်ခိုက်တွေများတက်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ငကူကသာသမိအိမ်တော်ရင်းနဲ့ပတ်သက်လို့အရှုံရှင်းဖြစ်နေသောမိတ်ဆွေများစနေသာသမိအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငကူကအရှုံရှင်းအရှုံအောင်ကိစ္စလေးတွေမှာတော့ဒီကာလမှာချစ်တူလှုပ်ဆောင်ရန်အတွက်တော့အားနည်းစေသောကာလအပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။လူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်။ထို့အပြင်ဘာကိုလှုပ်လို့ ညီကိုကတော့ညီကိုစပါးကတော့ပေါက်ဈေးဆိုတဲ့အတိုင်းတိတိကြကြတက်တက်မမှန်နဲ့အဲဟိုစွန့်ရလို့ပေါ့နှုတ်တရားစတလုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာဟာအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျတို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလတာအတော့ဒီမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ တန်းမာရင်းနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူမရှိပါဘူး။အဲထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စအလုပ်ကိစ္စဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုပ်တူလုပ်ငန်းတူအပေါင်းအသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့။အဲ့ဒီအကြံအစီတွေဟာအကြောင်းညာမျိုးစုံနဲ့စနောက်စနေအနှောင့်အယှက်ဖြစ်တတ်တော့လားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါစီ။ဒီလာတာတော့ဒီမှာမိတ်ဆွေတို့ ဟိုအိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံ့လေးတွေရရှိတတ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ အဲဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေဂျုံကတက်ပြီးတော့အိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းနေညာညာလေးလာတာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်နီတော်မိတ်ဆွေများအပေါ်မှာမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့အဲပြဿနာတက်တာမျိုးစကားများတာမျိုးလေးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လေအဲအိမ်တော်ဘက်ကိုတိုင်ပင်ကမှစိတ်အလိုမချတာမျိုးလေးတွေကြောင့်တုံးနဲ့တုံးတစ်ယောက်နဲ့တစ်ယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတတ်တယ်ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလေမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ချင်းပဲနဲ့ချစ်တို့ဆောင်ရ ဲလှုပ်ဆောင်မှသာအောင်မြင်တိုးတက်နိုင်သောလှဖြစ်ပြီးတော့ပြဿနာတွေတရားတော်ကိုယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စလေးတွေမှာတော့ဂရိထားဆင်ခြင်ပေးရလိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ OH ချမင်းနေရာတိုင်းတွေနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရဲ့တွေစုံအတက်ပညာတွေပြူစားတိုက်ခိုက်တက်တယ်လို့စနေသားသမီးမိတ်ဆွေများအဖို့ဘာလို့မဆိုတီလာတာတော်တွေမှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်သဘောလေးတွေစောင့်တက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့တွေမှာလူငယ်တွေအရှိရင်နဲ့ပတ်သက်လို့ရှိရင်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတဦးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုယူပြီးတော့နှလွာပေါင်းမှတည့်ရဆိုတဲ့အတိုင်းပဲဟုတ်လားသမီးစားတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေဟာကံတရားရဲ့အထောက်အကူများစွာရရှိတတ်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲဈေးကမှုအလုံးလိုက်ရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ ယရနာဘူစိုက်ကင်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှားဖြစ်တဲ့အကြီးကြီးချိတ်ကျက်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားတာပြီးတော့ကောင်းမွန်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဖြစ်နိုင်ရင်ယာယီလုပ်ငန်းတိုးမိတ်ဆွေများနေရာတိုင်းကြီးနဲ့ပတ်သက်ပြီးတော့လုံဆောင်တဲ့မိတ်ဆွေများမတိကြမရရင်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါတိထက်ညံ့သွားတာနိုင်ကြပါမှမရှိပဲနဲ့မကြခင်တပြည့်ပြည့်အစိုးညံလေးပြပြောက်သွားမှအတိအကျပဲဖြစ်တယ် ရွှေပြောက်တာမျိုးလေးတွေအထာမရမျိုးတွေတကိုးကိုးခံရတာမျိုးတွေဂျုံကတက်တယ်လို့ဆက်ပစ္စည်းရင်တကိုးကိုးခံတာမျိုးတွေချက်ပြောက်တာမျိုးတွေအဲဟိုဟိုချီးပြီးတော့မှပြန်မရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိထားစင်နေပေးရလို့အကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးတွေတွေပြောက်တာမျိုးတွေတွေဂျုံတက်ကြောင်းထက်လောက်ပြောကြလိုက်ပါရစီဒီလကတော့ဒီမှာဆိုရင်ဂျာစာပရိသသမီးတင်းလာသသမီးတွေနဲ့တွဲဖက်လို့ရမိဆွေစနီသသမီးတွေရကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ဒါကပြန်မိဆွေတို့အနေနဲ့ဒီလတာတော့ဒီမှာဆိုလို့ရှိရင်အဲ ဘာကိုမဆိုအချိုးပြီးတော့အရက်ဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးစန်းတီယာရက်ကတော့အနောက်တောင်တောက်ရက်ဖြစ်ပါတယ်မိစွေတို့ရဲ့အရေးကြီးတော့ကိစ္စတွေကိုပြုတ်မှုပြောဆိုစောင်းရက်တဲ့အခါမျိုးတွေကြရင်မိုးပြာရောင်ခဲရောင်အစိမ့်ရောင်တွေများများပါတော့အရောင်တွေကိုဝစ်စင်သွားခြင်းဖြစ်မိစွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရရမိစွေတို့အချိုးပြီးတော့ကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍလေးရမိစွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာပြီးကံကောင်းစီတော့လာဖြစ်ပါတယ်ဂျာစာဝိသသမီးတင်းလာသသမီးနဲ့တွဲဖက်လုပ်တဲ့အခါကံရဲ့အထောက်အပံ့ကိုများစွာရရှိတက်ပြီးတော့ အရေးကြီးသောကိစ္စတွေကိုပထမတစ်ပတ်ကိုတရက်နေ့ရနေပြီးတော့၄ရက်နေ့တည်းကိုသတိထားပြီးမူပါထို့အပြင်လအကုန်၄ရက်ပထမ၄ရက်လအကုန်၄ရက်လေးဒီမှာတော့သတိပြုပါလပြီကျော်မှပြုမှုဆောင်ရွက်တာမျိုးလအကုန်ကနေ၄ရက်ကိုတော့သတိထားစင်ကြပြန်လိုအပ်ကြောင်းအစက၄ရက်နဲ့အဆုံး၄ရက်လေးဒီမှာသတိပြုစင်ကြရန်လိုအပ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစေဒီလတာတော့ဒီမှာသတိထားစင်ကြရမယ်နေသားအနေနဲ့ဆိုရင်တော့ တောက်ကြသသမိတွေနဲ့တွဲပတ်လောက်တာမျိုးတောက်ကြဏီသားတွေနဲ့ဆက်လုပ်တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံပြီးကံရဲ့အချင်းကိုအကြံကြားလေးတွေကြုံတက်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါစီအဆက်ဆက်ရရာတတိထားစင်ရမှာတော့လူတို့ညာအိမ်ညာနေတို့ဝင်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့နော်ဟိုရွှေရနေနဲ့မိသားစုဝင်နေတဲ့မှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခလုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ရှိရင်တော့မိတ်ဆွေတို့ဒီကြားရဲ့လူတာမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတူတယောက်ကျမ်းမာရေးညံလာတာမျိုးသူမဟုတ် ဟိုမိတ်ဆွေတို့အနေနဲ့ဟိုစီဝါရေးရုပ်တရက်အခက်အခဲအကျက်တဲတွေဂျုံရတာမျိုးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ချွေကလေးစတိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်ဘင်းကအိုးအဆုပ်အိုးအပဲ့လေးတလုံးကိုဟုတ်လားလက်ပြန်ပစ်ခဲ့တာမျိုးဖြစ်စီမိတ်ဆွေတို့ရဲ့ကံကိုတွတ်တက်ပါလေချွေရတဲ့ဆရာစီလာပြစ်လို့ရအောင်နော်ဆိုကောင်းပြီအဆက်ဆက်ရအဋိဋ္ဌံပြုလို့တဲ့စနီသားသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်မေတ္တာတုပ်ကိုတနည်းကိုစနနခေါင်းလုံးနဲ့နော်မိတ္တာတို့ကိုတနေ့ကိုစနခေါင်းရွပါဒါပြီးတော့စနေရအတိတ်အတိတ်ခံပြပါကအခက်အခဲအကြက်တဲတွေပြပြောက်သွားစီမှာအတိကြပဲဖြစ်တယ် မိစတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာခေါင်းကြီးတွေတချောင်းနဲ့ထိတွေ့ပြီးတော့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါအယောင်ကောင်းပြီးတော့အယောင်တွက်အဝယ်တွက်သွားမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိစတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုတ်တက်သွားတာမျိုးတောက်ခောက်သွားတာမျိုးမြည်တွန်းတောက်တိသွားတာမျိုးတွေလှုပ်ဆောင်တာမျိုးဖြစ်စီအစင်မပြေပါဘူးကွာဆိုတာမျိုးညင်းညူဆိုပြီးတော့အစနာလိုပေါ့သွားတာမျိုးသမဟုတ်လို့ရှင်လဲလေရှင်သွားတာမျိုးတောက်ခောက်သွားတာမျိုးစုတ်တက်သွားတာမျိုးလောက်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်။ ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်လတာလုံးမှာအဆင်ပြေစေရန်ရည်ရွယ်ချက်မပြောမီ။ဇယံနာမဗီဒီယိုမိကျင်ရင်ခွန်ကို3ညာနှစ်ကို3ညာလေးတစ်လျှောက်790290410 WhatsApp Telegram မှာဖြစ်စီ Viber Number 96350505နဲ့မှာဖြစ်စီဆက်သွယ်မိမြန်းနိုင်ရောင်းနဲ့။ဇယံမိတ်ဆွေတို့ဇယံကဒီအခုဇယံကဟော့စတန်ရိုက်တဲ့အခါမှာဇယံအကောင်းဆုံးဖြစ်အောင်ရည်သွေးကောင်းကောင်းဖြစ်အောင် ပြင်ဆင်ထားတယ်သို့သော်ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မို့ကြည့်ရတာအစမပြေရင်စကလုံးကြီးလွှဲချော်သွားရင်လေဆရာငယ်ရဲ့ရုပ်ချောတဲ့အဖြစ်စလို့အပြစ်မြင်ရင်နဲ့မိတ်ဆွေတို့ဒီတလကလုံးဆက်ဆက်ရရအစမေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရယာနေနဲ့ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာနှစ်ခုပေးချင်ပါတယ်ရေရယာနော်ကျွေးပကံများတစ်ချက်ထဲမှာကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံတောက်ရီကတစ်ခွက်ထက်အလဲမစမီထွင်းပြီးတော့ဆူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တယ်မျိုးမဆိုအစမေအောင်မြင်သွားမှာပါပြန်ပြောပါမယ် ကျွေးပကံပြားတစ်ချက်ထဲမှာလက်ဖက်ကပူပုံပုံအလေကတောက်ကြီးတစ်ခွက်ထားအလေမှာဆင်ပြီးထွင်ပြီးအိမ်ကမျက်စောပြားကိုလူကအခက်ခဲကြက်တယ်ပြီးလဲသွားမှာအတိအကျပဲဖြစ်တယ်လုံခန်းပြရင်အလုတ်ပြိုင်နေတဲ့အတိုက်ခိုက်နေတဲ့ဂျုံလာရတဲ့အခါမိတ်ဆွေတို့နေနေဆရာတို့ဒီလိုဂိုင်းပါတဲ့ခံကွာထဲမှာဂိုင်းပါတဲ့ခံကွာထဲမှာခရင်ကွာလေးတစ်ခုလိုရပါလေခရင်ကွာလေးတစ်ခုထမင်းစားတဲ့ခရင်ကွာလေးတစ်ခုလိုရတယ်ခရင်ကွာလေးတစ်ခုဆရာတို့ကဒီလိုခရင်ကွာကြလေးတွေဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ကွာလေးတစ်ခုကိုဒီတက်ပုံလေးပတ်ဆို့ပုံလေးထည့်ထည့်ပြီးသွားတဲ့အခါ မိတ်ဆွေတို့အနေနဲ့အဲ့ဒီခရင်ကွာလေးကိုထောင်ပြီးတော့စိုက်တာပါတက်ပုံလေးကိုထောင်ပြီးစိုက်တာပြီးနယံတနေရရာတောင်းနေရမှာတင်ထားပါအလုံးလုံးကိုအခက်ခဲတွေပြီးပြောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဇနီးသားကြီးမိတ်ဆွေတွေအားလုံး2025ဆက်တလပိုင်းပြင်မှာတက်နေတဲ့ဘိုးလက်ဝီဖြုတ်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြဘာစီအကြောင်းဆရာကမေတ္တာပို့ဆူတောင်းထောက်ပြနာပြုရင်းနဲ့နောက်တစ်ပတ်မှာဆရာတို့ပြန်ဆုံပါမယ်ခင်ဗျာရေးဆွတင်ပါတယ်ဇာငဲမိတ်ဆွေအားလုံးအဆင်ပြေအောင်မြင်ကြပါစေဆရာနောက်တစ်ပတ်တောင်ကြီးကခေါ်ကမှာဖြီးပါမယ်လို့ဆရာပြောရင်းနဲ့ကဲအားလုံးပဲကြရလို့အဆင်ပြေရုပ်ချောကြ